မင်္ဂလာညချမ်းပါရှင်။2025ခုနှစ်မေလ15ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ဒီမှာကတော့ຫນွေဥမမ။ပထမအဆုံးတင်ပြပေးမယ့်သတင်းကတော့အပြည့်ရဲ့ထုတ်ပြန်ချက်တွေကိုချိုးဖောက်နေတဲ့မြောင်းလိုင်းဦးဆောင်တဲ့စစ်ကောင်စီကိုအေးအေးယူပေးဖို့ကုလားနဲ့အာဆီယံအပေါင်းဝင်နိုင်ငံတကာအတိုင်းဝိုင်းကို NLD တိုက်တွန်းလိုက်တဲ့သတင်းအကြောင်းအရပဲဖြစ်ပါတယ်။ပြည်ရထုတ်ပြန်ချက်တွေကိုချိုးဖောက်နေတဲ့မြောင်းလိုင်းဦးဆောင်တဲ့စစ်ကောင်စီကိုအေးအေးယူပေးဖို့ ကုလနဲ့အာဆီယံပါဝင်နိုင်ငံတကာအတိုင်းဝိုင်းကိုမြူသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီဗဟိုအလုပ်ကော်မတီကတိုက်တွန်းပြောဆိုလိုက်ပါတယ်မြောက်လန်ဦးဆောင်တဲ့အနာလူစစ်ကောင်စီဟာပြည်ရဲ့ရေထုတ်ပြန်ချက်တွေကိုချိုးဖောက်ပြီးရဲသားပြည်သူများပြားကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုပါရယ်။ဆိုပါစုလိုက်ပြုံလိုက်သိဆုံးစေတဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှု Crime Against Humanity နဲ့ဆေးရဆုမှုများ War Crimes တွေဇက်တိုက်ကျူးလွန်နေတာတွေကိုလူသားချင်းစာနာတဲ့အနေနဲ့တားဆီးအေးယူပေးဖို့ ကုလသမဂ္ဂနဲ့အာဆီယံပါဝင်နိုင်ငံတကာအတိုင်းအဝန်ကိုမြစ်တာရက်ခံတိုက်တွန်းလိုက်တာဖြစ်ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ပြီးကုညီကယ်ဆယ်လုပ်ငန်းတွေနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့တော်လိုင်းအင်အားစုတွေငလင်ဘေးသင့်ဒေသတွေမှာယာယီအပြစ်အခက်ရထားမယ်လို့ကြေညာခဲ့တယ်လို့အသိပေးထားပါတယ်။အနာလုစကောင်စီဘက်ကလည်းအပိလာ၂ရက်နေ့ကစပြီးအပြစ်အခက်ရဆဲထားမယ်လို့ကြေညာခဲ့ပေမဲ့ငလင်ဘေးသင့်ဒေသတွေပါဝင်မြန်မာနိုင်ငံဒေသအနက်၄ချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာ မိရှုဖျက်ဆီးတာအစ်ကျောင်းတွေမှာမတရားဖန်ဆီးထားတဲ့နိုင်ငံစင်းသားတွေကိုညှဉ်းပန်းနှိပ်စက်တာတွေဇက်တိုက်ကျူးလွန်နေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ဂျမ်ဘစစ်တဲရဲ့တိုက်ခတ်မှုကြောင့်ပြည်ရဲ့ကာလာတွင်အရတား182ဦးသေဆုံးက300ခန့်ဒဏ်ရာရတဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။ဂျမ်ဘစစ်တဲရဲ့တိုက်ခတ်မှုတွေကြောင့်ပြည်ရဲ့ကာလာတွင်အရတား182ဦးသေဆုံးက300ခန့်ဒဏ်ရာရခဲ့တယ်လို့မြူသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီဗဟုအလုံးမှုဆောင်ကော်မတီကပြောပါရတယ်။ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်လူခွင့်ရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ကကောက်ယူရရှိထားတဲ့စည်ရင်းတွေအရအဖြစ်ရကာလဧပြီလ3ရက်နေ့ကနေမေလ23ရက်အထိတိုင်းနယ်ပြည်နယ်7ခုကိုစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှု181ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဆိုမှာတိုက်ခတ်မှုတွေကြောင့်ရသားပြည်သူ182ဦးသေဆုံးခဲ့ရမှာ16နှစ်အောက်အရွယ်34ဦးပါဝင်ခဲ့ပြီးဒဏ်ရာရသူ298ဦးမှာဆိုရင်လည်း16နှစ်အောက်အရွယ်86ဦးပါဝင်နေတယ်လို့သိပေးပါဗျ။ ငလင်ဘေးတဲ့ဒေသတွေဖြစ်တဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့ဟာစစ်ကောင်စီရဲ့တိုက်ခိုက်တာကိုအများဆုံးခံရတဲ့ဒေသတွေဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီအချက်လက်တွေဟာမြန်မာဒီမိုကရေစီအဖွဲ့ချုပ်လူခွင့်ရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ကလန်းလန်းမီတလောက်ကောက်ယူထားတဲ့စီးရင်တွေဖြစ်တဲ့အတွက်မြေပြင်မှာဆိုရင်တိထက်ပိုများနိုင်တယ်လို့လည်းသိပေးပါတယ်။အခုလိုမြောင်းလန်ဦးဆောင်တဲ့အာနာလူစစ်ကောင်စီဟာအပြည့်ရထုတ်ပြန်ချက်တွေကိုချိုးဖောက်ပြီးရဲသားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာတွေကိုလူသားချင်းစာနာတဲ့အနေနဲ့တားဆီးအေးအေးယူဆောင်ရွက်ပေးဖို့ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုတ်ကော်မတီကကုလသမဂ္ဂနဲ့အာဆီယံပါဝင်နိုင်ငံတကာတိုင်ဝမ်ကိုတိုက်တွန်းမြစ်တာရခန့်ထားပါရဲ့ရှင်။ဆလဘီပြည်သူလူထုနဲ့အတူ PDF တွေ CDM နဲ့တော်လိုင်းရင်နဲ့အတူရှိနေစေဖြစ်၍တော်လိုင်းအောင်မြင်မယ်လို့ယုံကြည်ကြောင်းဒီတော်စုဝန်ကြီးဒေါက်တာဇော်ဝေစုပြောကြားတဲ့သတင်းကိုလည်းတင်ပြပေးပါဦးမယ်။ပြည်သူလူထုနဲ့အတူ PDF တွေ CDM နဲ့တော်လိုင်းရင်နဲ့အတူရှိနေစေဖြစ်တာကြောင့်တော်လိုင်းအောင်မြင်မယ်လို့ယုံကြည်တယ်လို့ဒီတော်စုဝန်ကြီးဒေါက်တာဇော်ဝေစုကပြောပါတယ်။ ပြည်သူ့မှပြည်သူတို့အစီအစဉ်နဲ့တွဲဆုံမေးမြန်းကမ်းမှာပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပါရယ်။ပြည်သူတွေကအခုထက်ထိတော်လှန်ရေးကိုခုခံဆက်တော်လှန်ရေးနဲ့အတူရှိနေဆဲဖြစ်ပါရယ်။ PDF တွေကအခုထက်ထိတက်ကြွဆဲပြည်သူနဲ့အတူရှိဆဲပါ။တော်လှန်ရေးနဲ့အတူရှိဆဲပါ။ CDM တွေကပြည်သူနဲ့အတူတော်လှန်ရေးနဲ့အတူရှိဆဲပါ။အလုံးတုံးလေးအားစုများကရွေချက်တူပန်းနိုင်တူချီတက်နေစေဖြစ်တဲ့ဆိုတာတွေ့ရပါတယ်။ဒါကြောင့်အားလဲရှိပါတယ်။ ဒါကြောင့်လည်းပဲကျွန်တော်တို့တွန်လင်းအောင်မြင်မယ်လို့ယုံကြည်ပါတယ်လို့ပြောချင်ပါတယ်လို့ဝင်းကြီးကဆိုပါတယ်။လက်ရှိမှာပြည်ထောင်စုဝန်ကြီးဒေါက်တာဆိုဝေဆိုဟာတွန်လင်းနယ်မြေတွင်ကျန်းမာရေးဆောင်ရှားမှုနဲ့စေကူတာမှုပညာသင်ကြားရေးများကိုလှုံ့ဆော်လျက်ရှိပါတယ်ရှင်။မတရားဆန္ဒသိမ်းမှုနဲ့စစ်တပ်လေကြောင်းတိုက်ခတ်မှုများပါဝင်စစ်အုပ်စုနောက်ဆက်တွဲရက်ဆက်ကြမ်းကြုတ်မှုများကြောင့်မြန်မာနိုင်ငံအခြေအနေမှာဆိုးရွားလျက်ရှိကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းပြောကြားတဲ့သတင်းကိုလည်းတင်ပြပေးပါဦးမယ်။ 2025ခုနှစ်တွင်ကြာရောက်သော BB ဆိုင်ရာဗုဒ္ဓနေ့အထိမ်းအမှတ်အခမ်းအနားမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားခဲ့ပါတယ်။မတရားဆီယာနာတိမ်မှုနဲ့စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများပါဝင်စစ်အုပ်စုဤနောက်ဆက်တွဲရဆက်ကြံကြုံမှုများကြောင့်မြန်မာနိုင်ငံ၏ခြေနေမှာဆိုးရွားလျက်ရှိပြီးပြည်သူများကြုံတွေ့ခံစားနေရသည့်ဆင်းရဲဒုက္ခများနဲ့များစွာသောပြစ်မဲ့ပြည်သူများသိဆုံးမှုမှာလည်းဆိုနေကြွယ်ပွဲကောင်းသောထို့ပြင်မြမပြည်သူများအနေဖြင့်အကြောက်တရားအောက်တွင်နေထိုင်ရကြောင်း ဆိုမှဒုက္ခများမှမကြသေးမီကဖြစ်ပွားခဲ့သောပြင်းအား9တသမ9ရှိသည့်ငလင်ဘေးအန္တရာယ်ကြောင့်ပုံမိုးဆိုးရွားလာခဲ့ကြောင်းသတ်မှတ်ကြီးကပြောပါတယ်။ပြိပခဖြစ်စဉ်တိုင်းတွင်ပြည်သူများအထူးသဖြင့်မြို့သူမြို့သားနှင့်မိန်းကလေးငယ်များနှင့်ကလေးတငယ်များကပြိပခ၏ဘေးဒဏ်ကိုအများဆုံးခါးစည်းခံကြရပြီးအခုချိန်ထိအန္တရာယ်ကြီးမားစွာကြောက်ရွံ့နေသည့်လူသားဆန်မှုအားထိမ့်သိမ်းကာကွယ်တမ်းရန်အတွက် နိုင်ငံတကာအတိုင်အဝန်မှာမလွဲမသွေအလေးထားဆောင်ရွက်ရမည့်အချိန်အခါပင် ဖြစ်ကြောင်းတမ်မတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။စူပါခန္ဓာအောင်မေလ14ရက်နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်စီးပွားရေးနဲ့လူမှုရေးကောင်စီခန့်မှန်းမှာကျင်းပခဲ့ပါတယ်ရှင်။ဆလဘီ Energy Bay နဲ့ပြည်သူများ၏25ကျေမြောက် 4-hour people လှူရှာမှုတွင်ကချင်ဒေသကာကွယ်အင်အားစုများအတွက်ပြည်သူနဲ့အတူ Energy Bay ကပါဝင်ကူညီသွားမဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ Energy Bay နဲ့ပြည်သူများ၏25ကျေမြောက် 4-hour people လှူရှာမှုတွင် ကချင်ဒေသကာကွယ်အင်အားစုများအတွက်ပြည်သူနဲ့တူ NUG ဘေးကပါဝင်ကူညီသွားမယ်လို့မေလ15ရက်မှာဖော်ပြပါဗျ။ပါဝင်ထားဖို့လူသူများအနေနဲ့ယနေ့မှစ၍မေလ28ရက်နေ့ထိလက်ခံကရေပြင်ရောက်ပေးဖို့သွားမှာဖြစ်တယ်လို့ NUG ဘေးကဆိုထားပါဗျရှင်။ရုပ်နိုင်ငံနေနဲ့မြန်မာနိုင်ငံအရေးမျက်နှာပြောင်တိုက်ဝင်ရောက်ဆွတ်ဖက်နေတာဟာမြန်မာပြည်သူတွေဆင်းရဲဒုက္ခရှိကြစေပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေတယ်လို့ SCCM ပြောကြားတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ ်ပြည်နိုင်ငံအနေနဲ့မြန်မာနိုင်ငံအရေးမျက်နှာပြောင်းတဲ့ဝင်ရောက်ဆွတ်ဖက်နေတာဟာမြန်မာပြည်သူတွေဆင်းရဲဒုက္ခရှိကြစေပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကဒီကနေ့မေလ15ရက်နေ့မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့နိုင်ငံတကာနိုင်ငံရဲ့ပြည်တွင်ကိုဝင်ရောက်မဆွဖက်ဘူးဆိုတဲ့မူဝါဒကိုကျင့်သုံးနေတယ်လို့တစ်ခါတလေလည်းအခိုင်အမာပြောဆိုလို့ရှိပေမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာသူတို့ရဲ့ဈာဝင်ဆွဖက်မှုတွေဟာမိမိအကျိုးစီးပွားကိုသာရှေ့ရှုတယ်ဆိုတာကိုပြသရရောက်တယ်လို့ထောက်ပြထားပါတယ်။ဒီလိုရက်တွေဟာမြန်မာပြည်သူတွေအတွက်စစ်မှန်တဲ့ငြင်းချမ်းရင်းတဲ့တည်ငြိမ်မှုကိုထိခိုက်စေတာကြောင့်မြန်မာနိုင်ငံဆိုင်ရာထူးချမ်းမေကောင်စီ SACM ကပြောကြားလိုက်တာပဲဖြစ်ပါတယ်။၂၀၂၁ခုနှစ်ဖေဖော်ဝါရီလဆီယနာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း မြမပြိပခရီတဲကတခုဖြစ်တဲ့လာရှုမျိုးကိစ္စဟာတရုတ်စိုးရရဲ့ဓာတ်ရဲအကြဆုံးဂျားဝင်ဆွတ်ဖတ်မှုဖြစ်တယ်လို့ SACM ကဝေဖန်ထားပါတယ်။ကိုကန်တက် MNDA အနေနဲ့လာရှုမျိုးကိုအကြမ်းမဆုပ်စုထံပြန်လွှဲအပ်ဖို့ဆုံးဖြတ်လိုက်တာဟာလည်းမြို့လူများရဲ့အတွက်တပ်ပြီးခဲ့ကြတဲ့တော်လင်းကြီးတမရာပေါင်းများစွာရဲ့ပေးဆက်ဆွန့်လွှတ်မှုတွေကိုသစ္စာဖောက်ရရောက်တယ်လို့ထောက်ပြထားပါတယ်။ရက်ဆက်ကြံကြုတ်တဲ့ဆေးအုပ်စုကိုတရုတ်နိုင်ငံဘက်ကစီးရီးအထောက်ပံ့ပေးနေတာနဲ့မြန်မာနိုင်ငံအတွင်းမှာမျက်နှာပြောင်တိုက်ဂျားဝင်ဆွတ်ဖက်နေတာဟာ စေုပ်စုကိုကဲတင်နိုင်မှာမဟုတ်တဲ့ပြင်မြမပြည်သူလူထုခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကိုရှေ့ကြစေပြီးစစ်မှန်တဲ့ငြိမ်းချမ်းရောက်ရှိလာဖို့လဲနှောင့်နှေးကြံ့ကြာစေဖို့သာရှိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်စေုပ်စုမလွဲမသွေကြားဆုံးမှဖြစ်ပြီးအဲ့ဒီအချိန်မှာပြည်နိုင်ငံအနေနဲ့ဘယ်သူဘက်ကရက်တီခဲ့ရဲဆိုတာကိုမြမပြည်သူတွေအသေးချာမှတ်မိနေကြမှာပဲဖြစ်တယ်လို့မြမနိုင်ငံဆိုင်ရာအထူးချမ်းမေကောင်စီ SCCM ကတရုတ်အစိုးရကိုတတိပေးထားပါတယ်ရှင် ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့တပြင်းမြွနဲ့ရှိစာတင်ကြောင်းတစ်ကြောင်းကိုမြန်မာစစ်တပ်တိုက်ခိုက်မှုပြည်내နိုင်ငံနဲ့ကနေဒါနိုင်ငံတို့ကရှုံချကန့်ကွက်ကြောင်းကြေညာချက်များထုတ်ပြန်တဲ့သတင်းပဲဖြစ်ပါတယ်။သခိုင်းတိုင်းတပြင်းမြွနဲ့ရှိစာတင်ကြောင်းတစ်ကြောင်းကိုမြန်မာစစ်တပ်တိုက်ခိုက်မှုပြည်내နိုင်ငံကအပြင်းထန်ဆုံးရှုံချတယ်လို့မေလ14ရက်ပြည်내နိုင်ငံခြားဝန်ကြီးဌာန website မှာထုတ်ပြန်ဖော်ပြပါတယ်။မြန်မာစစ်တပ်ကထုတ်ပြန်ခဲ့တဲ့အပြစ်ခတ်ရေးစေရင်လုံဝဆန့်ကျင်ဘက်ဖြစ်ပြီးခုနောက်ဆုံးရတားများကိုစုလိုက်ပြုံလိုက်တဲ့ဖြစ်မှုဟာ ။လွန်ခဲ့တဲ့ရက်သတ္တပတ်အတင်းငယ်ကကြောက်မက်ဖွယ်ငလျင်လှုပ်ခတ်ခဲ့တဲ့ဒေသများအပေါင်းဝင်မြန်မာစစ်ကောင်စီရဲ့ခွဲခြားမဆက်ဆံမဲ့ပုံကျဲတိုက်ခတ်ခြင်းပြူဟာဤတစိ့တစ်ပိုင်းဖြစ်တယ်လို့ဖော်ပြပါရတယ်။ဒီသင့်နိုင်ငံကတေဆုံးသူများ၏မိသားစုဝင်များနဲ့၎င်းတို့၏ချေရသူများအားဝန်ထဲချောင်းပြောကြားကမြန်မာနိုင်ငံရှိပြည်သူများနဲ့အတူမမမမက်ရက်တည်တယ်လို့ဖော်ပြပါရတယ်။ဒါ့အပြင်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုလေးစားလိုက်နိုင်ရန်ကြံဖတ်မှုများအဆုံးသတ်ရင်းနဲ့ ပြပခဆိုင်ရာအင်အားစုများကြားဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်တိုက်တွန်းထားပါတယ်။လာတူကနေဒါနိုင်ငံဆိုင်ဥညီဌာနထုတ်ပြန်ရမှစစ်တပ်ကလေကြောင်းတိုက်ခတ်မှုကြောင့်ပြစ်ခတ်ရဲစဲကာလအတွင်းကလင်းငယ်တွေနဲ့ဆရာဆရာမတွေတင်းဆုံခဲ့ရတဲ့ဖြစ်စဉ်ပေါ်အထိတ်တလန့်ဖြစ်နေတယ်လို့ဆိုပါတယ်။ဤအသည့်တရားမဲ့ဖြစ်ဆိုကြောင့်ဒုက္ခရောက်ခဲ့ရသူများ၏မိသားစုများအတွက်စိတ်ရင်းမှန်ဖြင့်ဝမ်းနည်းကြောင်းတင်ပြအပ်တယ်လို့ဆိုပါတယ်။ဂျန်ဖတ်မှုကိုအရှိန်လျှော့ဖို့ယထားတွေကိုကာကွယ်ပေးဖို့နဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့ မြန်မာစစ်ကောင်စီကိုကနေဒါကတိုက်တွန်းလိုက်ပါတယ်လို့ဖော်ပြပါတယ်။တပင်းမြို့နယ်ဥဒိန်ွေကျေးရွာစာတင်ချောင်းကိုမေလ12ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဆိုပါတိုက်ခိုက်မှုကြောင့်လူဦးရေရာနဲ့ချီထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်ရှိမှာသေဆုံးစရင်မှာ24ဦးထိရှိခဲ့ပြီပဲဖြစ်ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Video Energy သတင်းတော့ကိုခန့်နဲ့တာဂီတို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။